လောင်ကစားမှရတဲ့ငွေနဲ့လှူတဲ့အလှဟာမုံမြတ်တဲ့အလှလားအားလုံးပဲမင်္ဂလာပါယနေ့ခေတ်ကြီးထဲမှာလောင်ကစားလုပ်ဖို့ဆိုတာကပို့ပြီးတော့လွယ်ကူလာတာသတိထားမိကြပါပါ အပြင်ကို ထားသားစရာမလိုပဲအိမ်ထဲမှာလည်းဖုံးလင်းတလုံးရှိုံနဲ့လောင်ကစားကိုအလွယ်တကူပြုလုပ်နိုင်ကြပါတယ်ပူကာတောင်းတာဘလုံးပဲလောင်းတာငါးပြစ်ကိန်းစလော့ကိန်းစတဲ့အရာအားလုံးကလည်းမိုဘိုင်းဖုန်းကနေစင်အလွယ်တကူလောင်ကစားမျိုးမျိုးကိုအချိန်မီဒေတာမီပြုလုပ်လာနိုင်တာကအားလုံးအသိပဲဖြစ်ပါတယ် ဒီလိုမျိုးလောင်းကစားကနေလွယ်လင်းတကူနဲ့ရလာခဲ့တဲ့ငွေနဲ့လှူတဲ့အလူကမုံမြတ်တဲ့အလူသားဆိုတာကိုသူတွေချာချာလေးသိရှိအောင်အဆုံးထိကြည့်သွားပြပါဦး။လောင်းကစားလို့ဆိုတာမိစ္ဆာစီဝါအလို့ဖြစ်ပါတယ်။လောင်းကစားပြုလို့ခြင်းအဖြစ်ရရှိလာတဲ့ရွှေငွေအစားအစာစတဲ့ရာအလုံးကမစင်ကျဲတဲ့ရာတွေဖြစ်ပါတယ်။ဒီလိုရာတွေကိုစားသုံးမိမယ်ဆိုရင်ဓမ္မမို့ရင် သုံးဆွဲမိမယ်ဆိုရင်မိစ္ဆာစီဝါဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။မိစ္ဆာစီဝါကိုတမာအာစီဝါနဲ့ရှင်ပြပြောရမယ်ဆိုရင် ပို့ပြီးတော့ရှင်းသွားပါလိမ့်မယ်။တမာအာဇီဝမှာတုတ်တန်ပါဠိတော်လားတမာအာဇီဝနဲ့အဘိဓမ္မာပါဠိတော်လားတမာအာဇီဝရဲ့လို့တမာအာဇီဝနှစ်မျိုးရှိပါတယ်။စလိုချင်တာကအလုံးမှလောကရတဲ့ငွေတရားသဖြင့်ရောင်းဝယ်ကုန်သွယ်လို့ရရှိတဲ့ငွေလေယာဆိုင်ပြိုးခြင်းဖြင့်ရရှိတဲ့ငွေစားတဲ့ငွေတွေဟာဓမ္မယလဒတရားအဖြစ်ရရှိတဲ့စင်ကြယ်တဲ့အရာတွေဖြစ်ပါတယ်။ဒီလိုနည်းနဲ့ရှာဖွေတဲ့အရာတွေကို စားတော့သုံးဆွဲနေထိုင်တာမျိုးကိုတုတ်တာပါဠိတော်လားတမအာဇီဝါလို့ခေါ်ပါတယ်။တမအာဇီဝမိစ္ဆာအာဇီဝဆိုတာကိုနားမလည်ခင်ကခိုးယူခြင်း၊လိန်ညာခြင်း၊လောင်ကစားလိုခြင်းစားတဲ့လုပ်တွေနဲ့လွယ်လင်းတကူရှာဖွေရရှိထားခဲ့တဲ့အရာတွေကိုစားတော့သုံးဆွဲနေထိုင်ရင်မိစ္ဆာဇီဝဖြစ်ပါတယ်။ဒီလိုအာဒမီယလက်ထမတရားရရှိထားတဲ့အရာတွေကိုမိစ္ဆာဇီဝပါလားလို့နားလည်ပြီးမတရားသော နေဖြင့်ရှာဖွေမှုမျိုးကိုရှောင်ကျဉ်လိုက်မယ်ဆိုရင် အဘိဓမ္မာအာဇီဝဖြစ်ပါတယ်။ဒါကြောင့်မို့လောင်ကစားနဲ့ရရှိထားတဲ့ငွေသည်အတ္တပိယလက်တာမတရားရရှိထားတဲ့အရာဖြစ်တဲ့အတွက်မိစ္ဆာဇီဝဖြစ်ပါတယ်။လောင်ကစားမှရရှိတဲ့ငွေဖြစ်လှူတဲ့လူဟာတင့်တော်ယုံမြအကျိုးရတဲ့တာမန်လူမျိုးပဲဖြစ်ပါတယ်။ဓမ္မိယလက်တာတရားဖြစ်ရရှိထားတဲ့စင်ကြယ်တဲ့ငွေမဟုတ်တော့ကြောင့်ထက်သန်ဖွံ့ဖြိုးမှုအများကြီးအကျိုးပေးတဲ့မွန်မြတ်တဲ့လူတော့မဟုတ်ပါဘူး။ ထပ်တံဖွံ့ဖြိုးမှုများကြီးအကျိုးပေးတဲ့လူမျိုးကိုလှူဒန်းခြင်းနဲ့ဆိုရင်တော့တမာအာဇီဝဖြစ်ရရှိထားတဲ့ငွေနဲ့လှူဒန်းရပါပါ။ဒါကြောင့်မလို့တမာအာဇီဝနေနှန်းကြကြနဲ့နတ်လူတာတို့ခေါ်စီတဲ့မုံမြတ်တဲ့အလှူဒန်းတွေလှူဒန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုဒ္ဓတရားအနေနဲ့တင်ဆက်ပေးရခြင်းဖြစ်ပါရခင်ဗျာ။